ကျက်တွေမှာဒီလိုလက္ခဏာတွေဖြစ်ပေါ်လာရင်ဘယ်လိုကူသရမလဲကျက်တွေမှာလေဘဲမဲ့အတံမြေတာလေဘဲရွှေထက်တာအေးမိတာတွေဖြစ်ပြီးအစာမစရှင်ဘူးမှိုင်ကောက်နေတာညင်တဲ့နေတာမျိုးဆက်သည့်လက္ခဏာများတွေ့ရှိပါကရှက်ရှက်ခွဲထုတ်ပြီးအပြင်မှာတည်တံ့ထရှိရပါမယ်ထိုင်းဘဲကမွေးမြူရေးရှံတွေမှာတော့ဒီဒိုစီဆိုးဆေးထုတ်ကိုအသုံးပြုကြပါတယ် ။တခြားသူတွေကတော့ဗီတာမင်ဆယ်ကိုလည်းသုံးကြပါတယ်။တော်တော်လည်းဗီတာမင်ဆယ်မရှိဘူးဆိုရင်တော့ဒိုစီဆိုဆဲကိုရွေးရှည်အသုံးပြုနိုင်ပါတယ်။ထိုင်းဘက်ကရှန်တွေမှာဒိုစီဆိုဆဲကိုရွေးရှည်အသုံးပြုရခြင်းမှာဒီဒိုစီဆိုဆဲဟာအရှာဆဲများတဲ့ယောဂအမျိုးမျိုးကိုပုံမိုခြေပြန့်စွာ ကုသနိုင်စွာပိုပေးသောကြောင့်ဖြစ်ပါတယ်။ဒီဒိုစီဆိုဆဲဟာတဲရှူလန်းကြောင့်ဆံရပိုးဝင်ရှင်ကုဇေယောဂများနဲ့အစာရှည်စနိုက်ဆံရယောဂများကိုပါကုသပေးနိုင်ပါတယ်ဒါတည်းမကတ်သေးပါဘူးဝမ်ပြဝမ်ရှူး ှိဖြူရှိစင်းကျဲကာလဝမ်းယောဂါကုဆဲမြောင်ကျဲယောဂါများနဲ့အေမင်းယောဂါတို့ကိုပါကုသပေးနိုင်ပါတယ်အသွင်ပြုတ်ပုံကတော့လွယ်ကူရွှင်းပါတယ်ဆစ်လက်ဖက်ရည်တစ်စွန်းကိုရေလှမ်းပြီးတာနဲ့ရိုးပြီးငါးရက်ကနေခနေ့အထိစက်တိုက်တိုက်ပေးရမှာဖြစ်ပါတယ်